မန်ချက်စတာယူနိုက်တက်အသင်းဟာနောက်ဆုံးပရီးမီးယားလိဂ်၅ပွဲမှာ၄ပွဲနိုင်ပြီး၃ပွဲပဲရှုံးနေခဲ့ပါတယ်။နောက်ဆုံး၃ပွဲဆက်ကိုလည်းအနိုင်ရထားပါတယ်။နောက်ဆုံး၃ပွဲကိုကြည့်မယ်ဆိုရင်၃ပွဲတက်၃ပွဲပိုကောင်းလာတာပိုပြီးတော့ယုံကြည်မှုရှိလာတာတွေ့ရမှာပါ။ဒီအချိန်တွေကိုကြည့်ရင်မန်ချက်စတာယူနိုက်တက်ကပြန်ပြီးမျှော်လင့်ကျင်စရာတော့ဖြစ်လာပါတယ်။ပြန်ပြီးမျှော်လင့်ကျင်စရာဆိုတာကပရီးမီးယားလိဂ်ချန်ပီယံစုတွေဘာတွေကိုခဏထားဥရောပဝင်ခွင့်တက်နေရသူသဖြင့်ချန်ပီယံလိဂ်ဝင်ခွင့်နေရာကိုဆုလို့တာပါ။ ဆိုတော့တရှိုးကတော့ Manchester United ပြန်လာပြီဆိုပြီးတော့ကြွေးကြော်နေကြပါပြီ။ဒါပေမဲ့နိုင်ခဲ့တဲ့ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင် Manchester United မှာအားနည်းချက်လေးတွေရှိနေသေးဆိုတာကိုတော့လက်ခံရမှာဖြစ်ပါတယ်။ဥပမာနောက်ဆုံးနိုင်ခဲ့တဲ့ Brighton နဲ့ပွဲကိုကြည့်မယ်ဆိုရင်ဂိုးပြန်ပေးလိုက်ရတဲ့အချိန်မှာ Manchester United အသင်းရဲ့တုံ့ပြန်ပုံကနည်းနည်းတော့စိုးရင်စရာကောင်းပါတယ်။ဒီလိုအချိန်တွေမှာတတီငင်ငင်နဲ့တုံ့ပြန်နိုင်ဖို့ပွဲကိုထိန်းချုပ်ကစားနိုင်ဖို့လိုအပ်ချက်တွေရှိနေသေးဆိုတာအဲ့ဒီအခြေအနေကနေကျွန်တော်တို့တွေ့ရပါတယ်။ ဆိုတော့ Manchester United တိုက်စစ်ကတပွဲတက်တပွဲပို့ပြီးတော့ထိရောက်မှုရှိလာတယ်။ကစားသမားတွေအကြမ်းမှာလည်းနားလည်မှုတွေယုံကြည်မှုတွေမြင့်တက်လာတာတွေ့ရတယ်။၃ပွဲဆက်9ပွဲကနေသူတို့ဟာယုံကြည်မှုတွေပို့ပြီးတော့လဲတိုးပွားလာမှာသိကြပါဗါး။ဂိုးမရသေးတဲ့ကုညာဂိုးရသွားပြီ။ ။ Brian Ambu မိုလည်းဂူရီစက်တိုက်တွင်းယူနေတယ်။ Bruno Fernandes နဲ့ Casemiro ရဲ့ကွင်းလည်ကလည်းအရင်လိုရော့တီရော့ရဲ့ body pass မဟုတ်တော့ဘူး။နောက်တန်း၃ယောက်ကလည်းဘယ်အချိန်မှပါလို့ရမလဲဆိုတာကောင်းကောင်းကြီးသဘောပေါက်နားလည်လာတာကိုတွေ့ရတယ်။ Sasco ဆိုလို့ရှိရင်လည်းတဖြည်းဖြည်းနဲ့ Premier League နဲ့အဝင်ဂွင်ကြဖြစ်လာတာကိုကျွန်တော်တို့မြင်နေရတယ်။ဆိုတော့တောင်မန်မှာ Brian Ambumo နဲ့ Ahmed Diallo ရဲ့အတွဲကတော့ Manchester United ရဲ့လက်ရှိစိတ်ဝင်စားစရာအကောင်းဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအတွဲဖက်ဖြစ်ပါတယ် ဘဲချန်းကကုညာနဲ့ဒိုကူဒါမဟုတ်ဒီကူဒါလော့တို့ကတော့တိတ်ပြီးတော့အတွဲဖက်မမိသေးတာကိုတွေ့ရတယ်တကယ်လို့ဒါဘဲချန်းတိုက်စစ်ကညာချန်းကလိုမျိုးထက်မြက်လာလို့ရှိရင်မန်ချက်စတာယူနိုက်တက်ကတော်တော်လေးမျောလင့်ကျင်စရာကောင်းလာမယ်လို့ထင်တယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ရာသီအစကအလုံးမဖြစ်ခဲ့တဲ့ကစားကွက်နဲ့ဝေဖန်ခံခဲ့ရတဲ့ရူဘင်အာမိုရင်ဆိုလို့ရှိရင်သူ့ရဲ့ခေါင်းမာမှုကနေနောက်ဆုံးမှာတော့အတင်းသားတွေဟာသူ့ရဲ့ကစားကွက်နဲ့ဘောလုံးအိုင်ဒီယာကိုနားလည်လာပြီလို့ဆိုရမှာပါ ဆိုတော့ရာဇီအစရုံးကန်ခဲ့တဲ့မန်ချက်စတာယူနိုက်တက်ဟာအခုတော့၃ပွဲဆက်အနိုင်နဲ့တူအဆင့်၆ဆိုတဲ့နေရာကိုရောက်လာပါပြီ။ဒါပေမဲ့အဆင့်၁နေရာကဘုံမောင်းနဲ့နှမတ် အကွာပဲရှိနေတာကြောင်သူတို့ဟာနောက်တော့တပွဲနိုင်တာနဲ့အဆင့်နှစ်နေရာကိုရောက်သွားနိုင်ပါတယ်အတင်းဆောင်တော့မခံပါဘူးတကယ်လို့ Manchester United ချုံးသွားလို့ရှင်လဲအဆင့်30နေရာကိုရှင်းရှင်းပြန်ရောက်သွားနိုင်တဲ့အခြေအနေမျိုးပါဘာဖြစ်လဲဆိုတော့အပေါ်အောက်အသင်းတွေကြာရမှတ်တွေကွာဟရက်ကတော်တော်လေးကျင်းမြောင်းနေစေအခြေအနေဖြစ်ပါတယ်ဒါကြောင့်လဲခြေလာမဲ့ပွဲစဉ်က Manchester United အတွက်အတော်လေးအရေးကြီးပါတယ်ခြေဘက်မှာ Premier League ပွဲစဉ်30ကို မန်ချက်စတာယူနိုက်တက်ကနော်တင်ဟမ်ဖောရက်ကွင်းကိုသွားပြီးတော့ကန်ရမှာဖြစ်ပါတယ်ဆိုတော့ဒီအာဒီရလက်ကောင်းဖို့ရုံးကန်နေရတဲ့နော်တင်ဟမ်ဖောရက်ဟာနေပြရှောင်းတိုက်ကိုခန့်အပ်ခဲ့ပေမဲ့သူရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲကတော့ဘုံမှတ်ကို2-0နဲ့ရှုံးနိုင်ခဲ့ပါတယ်ဆိုတော့ရှေ့တစ်ပတ်မှာမန်ချက်စတာယူနိုက်တက်ကိုသူတို့အိမ်ကွင်းမှာအဲ့ခံကစားရမှာဖြစ်ပါတယ်ခန်စစ်မစတာကြီးရှောင်းတိုက်ဘယ်လိုကစားကွက်တွေထုတ်သုံးလာမလဲဆိုတာမသိပေမဲ့ဒီချိန်မှာတော့ Manchester United ရဲ့ယုံကြည်မှုရောခြေစွမ်းကပါ နော်တင်ဟမ်ဖောရက်ထက်အစများစွာတာလွန်နေပါတယ်ဒီပွဲကိုလည်းမန်ချက်စတာယူနိုက်တက်ကအမားလုံးဝခံမှာမဟုတ်ပါဘူးတေချာပေါက်နိုင်ပွဲတစ်ခုကိုသူတို့ဖော်ဆောင်ပြီး အမပေးစရာရဲ့အထက်ကိုတက်နိုင်သမျှတက်လန်းလာနိုင်အောင်သူတို့ကြိုးစားမှာဖြစ်ပါတယ်ဘာလို့လဲဆိုရင်အမှတ်ပေးစရာထိပ်ပိုင်းကဘုံမဟာမန်ချက်စတာစီးတီးနဲ့တွေ့ဆုံရမှာဖြစ်လို့စပါးကလည်းချဲစီးနဲ့ကန်ရမှာပါ ဒီသင်းတွေပွဲချက်တွေကြုံရတဲ့ကာလမှာ Manchester United ဟာဒီရှင်တွေကိုကောင်းကောင်းအသုံးချဖို့လိုအပ်ပါတယ်။ကောင်းကောင်းအသုံးချနိုင်လို့ရှိရင် Manchester United ရဲ့အရှင်တွေကဒီထက်ပိုပြီးကောင်းလာပါလိမ့်မယ်။တေချာပေါက်လည်းဒီရှင်တွေကိုအသုံးချမယ်လို့ထင်ရပါတယ်။